ဒီနေ့ကျွန်တော်ဆွေးနွေးကြမှာကတော့ဇွန်လ7ရက်နေ့ကအိန္ဒိယနိုင်ငံအဟမ်ဒါဘတ်မြို့မှာဖြစ်ခဲ့တဲ့အဲအိန္ဒိယလျင်ပြတ်ကျမှုအကြောင်းပါပဲဟုတ်ကဲ့ပါတော်တော်လေးကိုခြေခွဲစရာဖြစ်ရတဲ့ခုပါဒီအကြောင်းကိုကျွန်တော်တို့တည်င်းဒီအဆွေရထောပြန်ချက်ဒီအဲမြင့်မြန်တက်တီပြောရတဲ့အဆုံးပဲအဲ့ဒါကြီးအကုန်လုံးကိုလည်လာထားပါတယ်ဟုတ်ပါတယ်ဒီအချက်လက်တွေကနေဒီဖြစ်ရရဲ့အဓိကအပိုင်းတွေနောက်ွယ်ကချင်းနေတယ် အဲစိတ်ဝင်စားစရာအချက်လေးတွေကိုဖော်ထုတ်ကြည့်ကြတာပေါ့ဟုတ်ကဲ့အဓိကကတော့အဲဒီပြက်ကြမှုအခြေအနေထိခိုက်မှုတွေကဲဆယ်ရေးပြီးတော့အာယာဒီဥဒုလိုအရေးကြီးတဲ့အချက်တွေပေါ့အင်းအဓိကဖြစ်စဉ်ကိုပြန်ကြည့်ရရင်အဟမ်ဒါဘတ်ကနေလန်ဒန်ဂဲဝေ့ကိုပြန်မေ့လေးရင်ပါအဲအိန္ဒိယပေါ့ဟုတ်တယ် Boeing 787 Dreamliner AI171 เนาะဟုတ်ပါတယ်နေ့လယ်တက်နိုင်လောက်မှပြန်တက်သွားတာအမ်ပြန်တက်ပြီးတိတ်မကြဘူးအဲ့ဒီမှာပဲဖြစ်သွားတာဘလို့ဘလို့အချင်းနေမျိုးမှာဖြစ်သွားခဲ့တာလေအသေးစိတ်အချက်လက်တွေပါတီးထားရလေအဲ့ဒီတော့လီယင်ကမြေပြင်ကနေပေ600ကျော်625လောက်အမြင်ရောက်တဲ့အချိန်မှာပေါ့အဲ့ဒီမှာလေချောင်းထင်းချိုးရင်းနဲ့အဆက်အသွယ်ပြတ်သွားတယ်လို့ဆိုတယ်အာပေ600ကျော်ဆိုတော့တော်တော်နိုင်တည်တာပေါ့ဟုတ်တယ် ပြန်တက်ပြီးခဏလေးပဲစက္ကန့်ပိုင်းအတွင်းလို့ပြောရမှာပေါ့တော်တော်လေးမြန်လင်းတကေးကိုထိတ်လန့်စရာပဲပိုဆိုးတာကသူကလေးစိတ်နာကလူနေရွက်ထက်ကိုကြာသွားတာဆိုတော့မှန်ပါတယ်မြေပြင်မှာပါထိခိုက်မှုတွေရှိသွားတယ်ဆိုရှယ်မီဒီယာတွေမှာတက်လာတဲ့ဗီဒီယိုတွေကြည့်ရင်အစအုံတွေမီးလောင်နေတာမီးခိုးလုံးကြီးတွေတက်နေတာမျိုးတွေတွေ့ရတယ်လीဟုတ်တယ်ဟုတ်တယ်ပြီးတော့အဲ့ဒီမှာထူးခြားချက်တစ်ခုကစီရာဝင်းနေနေတဲ့အဆုံပေါ်တက်တက်ကြာသွားတာဆိုတာနော်အင်းအဲ့ဒီအချက်ကတကယ်ဝန်းနေလျာပဲ ဒေတာကစေဝန်နန်းနဲ့ဆရာဝန်တွေထိခိုနေတဲ့အဆောင်အုံကိုတိုက်ရိုက်ကြသွားတာအဲ့ဒီတော့ကေဆေးတွေဘာတွေလဲပိုရှုံထွေးသွားမှာပေါ့ဟုတ်ပါတယ်ပြီးတော့လေရင်ပေါ်မှာလူဘလောက်ပါလဲဆိုတာနဲ့ပတ်သက်လို့လေကနူးတလေးနေမှာနည်းနည်းလေးကွဲလွယ်မှုတွေရှိနေတယ်ဟောဟုတ်လားဘလောက်ကွဲနေရလဲဆိုတော့တချို့တည်င်းတွေကခရီးတက်တဲ့နေဟာ50နိအမှုထမ်းဆက်အစုစုပေါင်း150နိဦးလို့ပြောတယ်နောက်တဲ့နေရာမှာကြတော့ခရီးစဉ်နေရာ300နိ အမှုထမ်းဆက်နှစ်စုစုပေါင်း244ဦးစုပြီးဖော်ပြရတယ်။ဒီလိုအရေးပေါ်ကြည့်နေမှာတော့ဒီလိုကွဲလွယ်မှုလေးတွေဖိတက်ပြီးမဲ့အတိအကျတွေ့ဖို့ကအရေးကြီးရပါလိမ့်။ဟုတ်တော့ဗော။လေချောင်းလိုင်းကတော့ဘာပြောလဲ။ဘေးနိုင်ငံသားတွေအများဆုံးပါတယ်လို့သိရတယ်။ လေကျုံလိုင်းကြီးညာချက်အရာတော့အများစုကအိန္ဒိယနိုင်ငံသားတွေ160ခုဦးပြီးတော့ဘရစ်တင်နိုင်ငံသား53ဦးပေါ့အမ်ကနဒါကတယောက်ပိုတူဂီကခွန်ရောက်ပါတယ်လို့ဆိုပါတယ်อืมလီယံဘိုဘာတဲ့သူတွေချင်းနေတီကြကိုတော့ဆောင်းရအောင်ပါပဲเนาะဒါပေမဲ့ဟိုရဟရင်ကနေအလောင်း20လောက်တွေ့ရဆိုတဲ့တဲ့ကတော့အမ်စစ်မကောင်းစရာပဲဟုတ်ပါတယ်တရားဝင်ထုတ်ပြန်ချက်ကိုတော့ဆောင်းအောင်ပါမြေပြင်ခြေနေကတော့ခုနကပြောတဲ့ဆရာဝန်တွေရဲ့အဆောင်ကိုထိတွေ့တာပေါ့ဟုတ်အဲ့ဒီမှာရော ထိခိုက်မှုဘယ်လိုရှိလဲဒေသခံနန်နိုင်ရင်ညီမတယောက်ပြောတာတော့အဲ့ဒီအဆောင်ကဆရာဝန်တော်တော်များများကိုကင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဩတော်လေတာပေါ့ဒါပေမဲ့တချို့ဆရာဝန်တွေကြတော့အဆောင်အိုးဒုတိယထပ်လောက်ကနေခုန်ချပြီးလွတ်အောင်ကြိုးစားရဲနဲ့တရားပြင်းပြင်းထန်ထန်ရသွားတယ်လို့လည်းကြားရတယ်။ဟာဖြစ်ရလေဆေးရုံရှိမှလည်းမိသားစုဝင်တွေစူးရင်တကြီးနဲ့စောင့်နေကြမှာပဲနော်။အင်းအဲ့ဒီမြင်ကွင်းတွေကတော့စိတ်မချမ်းမေ့စရာပေါ့။ ဒီလိုအဖြစ်ဆိုမျိုးမှာအာနာပိုင်းတွေရဲ့တုံ့ပြန်မှုကအရန်ရေးကြီးတာပေါ့အိန္ဒိယအစိုးရတို့ဘိုးရင်းတို့ဘလို့တုံ့ပြန်လဲဟုတ်ကဲ့အိန္ဒိယအစိုးရဘက်ကတော့လေကြောင်းဝန်ကြီးကိုယ်တိုင်ကဒါကိုအရေးပေါ်အခြေအနေသတ်မှတ်ပြီးကယ်ဆယ်ရေးအမြန်ဆုံးလုပ်ဖို့ညွှန်ကြားထားတယ်သူကိုယ်တိုင်အနည်းကဆောင့်ကြည့်နေတယ်လို့ပြောပါတယ်တုံ့ပြန်မှုမြန်တယ်လို့ဆိုရမှာပေါ့ဟုတ်ပါတယ်ရေတို့မိသက်တို့ကယ်ဆယ်ရေးအခွေတွေကလည်းမိနစ်ပိုင်းအတွင်းပဲအခင်းဖြစ်တဲ့နေရာကိုရောက်လာကြတယ် ဘိုးရင်ကုမ္ပဏီဘက်ကလည်းကနူဦးတည်င်းနေရထားတဲ့အချက်လက်တွေစုဆောင်းစစ်ဆင်းနေလို့ထုတ်ပြန်ထားပါတယ်။ Britain ဘက်ကရောသူတို့နိုင်ငံသားတွေပါနေအဆိုတော့อืม Britain ဝန်ကြီးချုပ် Keir Starmer ကလည်းအရန်ဝါနေချောင်းမိသားစုတွေနဲ့ထပ်တူခံဖိုင်းရချောင်းပြောကြားခဲ့ပါတယ်။ဒါတွေကတော့ဖြစ်စဉ်တဲ့တုံ့ပြန်မှုတွေပေါ့။ဒါမနဲ့ဒီဖြစ်ရမှာတကယ်ကိုအာအာတင်းစရာစဉ်းစားစရာချက်တခုပါတယ်။ဟုတ်တယ်။အဲ့ဒါကပါလဲဆိုတော့ယာတီဥတို့အချင်းလေးပဲ။ဟုတ် ရတဲ့လူအဖြစ်ဖြစ်လို့လဲလေချောင်းလုံးကြုံရေးကျွမ်းကျင်သူတွေရောပြီးတော့မီထာလို့ခေါ်တဲ့လေချောင်းမိုးလေးဝဲတာတရားဝင်အချက်လက်တိအရာရောလီလီရင်ပြစ်ချတဲ့အချိန်မှာအမ်နဘတ်မြို့ရဲ့အရာဒီဥဒုကအလွန်ကိုကောင်းမွန်ကြီးလင်နေခဲ့တယ်ဟေးဟုတ်လားဟုတ်ပါတယ်လေပြင်းတိုက်တာတို့မုံတိုင်းရှိတာတို့အဲ့လိုဆိုးရွားတဲ့အရာဒီဥဒုချင်းကြီးလုံးဝလုံးဝမရှိခဲ့ဘူးဟောညီနိုင်စွမ်းကလည်း6ကီလိုမီတာလောက်အထိကောင်းတယ်လီကလည်းညင်နေတဲ့ချင်းကြီးမျိုး ဒါဆိုရင်တော့တော်တော်လေးထူးဆန်းတာပေါ့ရာသီဥတုကောင်းနေတဲ့အတိုင်းပြန်တက်ပြီးခဏလေးအတွင်မှာဒီလိုဖြစ်သွားတယ်ဆိုတာကအဲအထီးကမေကွန်ဖြစ်လာပြီပေါ့အတီးကြပါပဲဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကအခုစုံစမ်းစစ်ဆေးမှုတွေအဓိကဥတီချက်ဖြစ်လာမှာပဲဟုတ်တယ်လီယင်ပေါ်ပါတဲ့လူအီရဲ့အတွက်ဂွေလက်နေရာဒီဆရာဝန်ဒီအဆောင်ကိုတက်တက်ကြွတာဒီနဲ့ပေါင်းလိုက်ရင်ဒီကိစ္စကတော်တော်လေးရှုပ်ထွေးနေနေသလိုတယ်နော်ဟုတ်ပါပြီ စုံစမ်းစစ်ဆေးမှုတွေလိုတက်ထားကြရင်တော့အဲ့ဒီယာဒီဥတို့ကောင်းနေတဲ့အချက်ကိုထည့်စင်းစားပြီးတော့လင်းရင်ရဲ့နိပညာပြဿနာလားဒါမှမဟုတ်အချားလူကြောင့်ဖြစ်တဲ့အမာရင်းလားစသဖြင့်ပေါ့လေအသေးချဖို့ထုတ်ရမှာပါနောက်ဆုံးအနေနဲ့ဒီဖြစ်ရကနေကျွန်တော်တို့စဉ်းစားစရာရလိုက်တာတခုကတော့ဒီလိုခြေခွဲစရာဒီကြုံလာတိုင်းမှလေတိကျမှန်ခန့်နဲ့တင်းချက်လက်ကိုချိန်နေရဖို့ကဘလောက်ရေးချည်တယ်လဲဆိုတာရယ်อืมဟုတ်ပါပြီမှန်ပါတယ်နောက်ပြီးတော့ ထိရောက်မြန်ဆန်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကလူအသက်တွေကိုကယ်နိုင်ဖို့ဘလောက်အရေးပါတယ်လဲဆိုတာကိုဒီဖြစ်ရကနေထက်ပြီးမြင်တွေ့ရတာပါပဲမှန်ပါတယ်ဒီဖြစ်ရရဲ့နောက်ဆက်သွဲအဖြေတွေကိုတော့ဆက်လက်ဆောင်ကြည့်အောင်ပါပါ